ီလက်ထက်အစားတထောင်လောက်ပိုကောင်းတဲ့တိုက်စစ်မှုဒိုးကိုခေါ်ယူသွားဖို့ပြင်ဆင်နေတဲ့မန်ယူနိုက်တက်ပရိသတ်များလုံးမမေ့လားမြောင်မန်ချက်စတာဖော့ဆွန်ကနေပြန်လည်ကြိုလိုက်ပါရင်မန်ယူအသင်းကလာမယ့်နေ့မှာထောင်တိုက်စစ်မှုတယောက်ခေါ်မယ်ဆိုတာပရိသတ်များအားလုံးလည်းထိထားကြပြီးသားဖြစ်မယ်ထင်ပါရင်အမှန်ကတော့စပိုတင်တိုက်စစ်မှုဗီတာဂျော့ခရက်တို့နာပိုလီတိုက်စစ်မှုအိုဆင်ဟန်တို့လောက်အထိမန်ယူအသင်းကခေါ်သွားခြင်းကြတာပါဒါပေမဲ့ဒီနေ့ဘောလုံးရာသီမှာတော့မန်ယူအသင်းကပင်းမြလိုက်မှာအတော်လေးအခြေအနေဆိုးရွားခဲ့ပြီးနောက်ဆုံးဘက်မှာဗီလာကိုဒူးစီးနဲ့အနိုင်ရရှိခဲ့တဲ့အတိုင်းအဆင့်ဆန်ကားနဲ့ရာသီသင်ခဲ့ရပါတယ် ေကြတဲ့တရားဒီမန်ယုံအသင်းရဲ့တခုတည်းသော ပြစ်မှတ်ဖြစ်တယ်လို့သိရှိရင်တည်းမအရေးကြီးတဲ့ယောဘာလီဖလားကိုလည်းလက်လွတ်လိုက်ရတာကြောင့်မန်ယုံအသင်းဟာလာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးသွားခဲ့ရပါတယ်ထိုင်းနိုင်ငံရှိစင်မိုလီဆိုတာဥရောပပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ကျင်ကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်။ဥရောပပြိုင်ပွဲတော်မှာချန်ပီယံလိဂ်လောက်ကိုပဲသူတို့ကအရေးပေးတာပါ။ ယောဘာလိပြိုင်ပွဲဆိုတာကိုခေါင်းနဲ့သိမထင်ပါဘူးဒါကြောင့်ယောဘာလိဖလားမရလိုက်လို့ချန်ပီယံလိဝင်ခွင့်မပြောနဲ့ဥရောပပြိုင်ပွဲတွေဘာတစ်ခုမှဝင်ရောက်ရှင်ပြိုင်ခွင့်မရရှိတဲ့မန်ယူအသင်းအနေနဲ့ထိုင်တန်းတိုင်းစစ်မှုတွေကိုဆွဲဆောင်နိုင်မှုဘလို့နည်းနည်းမှမဖြစ်နိုင်တော့ပါဘူးဒါပေမဲ့အသင်းမှာရှိတဲ့ဝိုင်လန်းကဘလို့မှတုံးစားလို့မရဘူးဆိုတာအားလုံးလည်းသိကြပါရင် ranking ဆိုရင် white land က man u academy ကစားသမားတွေအစင်းလောက်တောင်မှမရှိဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တာပါဒါကြောင့် man u အသင်းအနေနဲ့လာမယ့်ရာသီမှာအခြေအနေကောင်းတွေကိုပြန်လည်ပိုင်ဆိုင်ခွင့်ရရှိနိုင်ဖို့အတွက်အထောက်အထိုက်စင်မှုတရားလောက်တော့မဖြစ်မနေခေါ်ယူသွားဖို့လိုအပ်နေခဲ့ပါတယ်ထိတန်းတိုက်စင်မှုတွေကိုခေါ်ယူဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်တစင်းနေတိုက်စင်မှုတွေဘက်ကို man u အသင်းကမျှဝေလှစ်လာရပါတယ်အရင်ဦးဆုံး inside တိုက်စင်မှုဒီလက်ကို man u အသင်းကစောင့်ကြည့်ခဲ့ပါတယ် ဒီလက်ကိုခေါ်ယူပြီးတော့စကားပြောဆိုမှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒီလက်ကတော့အင်းဆွေကတန်းဆင်းသွားပြီဖြစ်လို့အင်းဆွေကလည်းထွက်ခွာဖို့ထေချာတော့ရှိပါတယ်။ဒါအပြင်သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကလည်းအင်းဆွေကတန်းဆင်းသွားရလို့ပေါင်ကန်30တာရှိပါတယ်။ဒီလက်ကလည်းဒီနေ့ပေါ်လုံးရာဒီမှာအင်းဆွေနဲ့အတူတောက်ပါခဲ့တာကြောင့်မယုံအတွက်ရွေးချယ်စရာတစ်ခုအဖြစ်နဲ့တော့သတ်မှတ်ထားခဲ့ပါတယ်။ဒါပေမဲ့ဒီလက်ရဲ့စိတ်ကအခုချိန်ထိနှစ်ခွာဖြစ်နေသေးပါ။တကယ်တမ်းပြောင်းရွှေ့ကျင်နေတာကချဲစီဖြစ်ပါတယ်။ ဘလုံးရည်မကုန်ခင်ကတည်းကဒီလက်ရဲ့ဦးစားပေးအသင်းကချဲစီဆိုတဲ့သတင်းတွေကဘလူးပြန်အောင်ထွက်ထားခဲ့ပြီးသားပါအခုဆိုရင်ချဲစီကချန်ပီယံလိဝင်ခွင့်ရရှိသွားခဲ့ပြီဖြစ်လို့ဒီအချက်နဲ့ဒီလက်ကိုဆွဲဆောင်ဖို့ကြိုးစားလာပါတယ်ငကိုကလေးကချဲစီကိုပြောင်းချင်နေတာကြောင့်အခုလိုချန်ပီယံလိဝင်ခွင့်ရရှိတဲ့အချိန်မှာတော့ဒီလက်ကချဲစီနောက်ကိုသာကောက်ကောက်ပေါအောင်လိုက်သွားတော့ဖို့များနေပါတယ်ဒီတော့မိုင်းကလည်းတခြားပြိုင်ပွဲတစ်ခုစီကိုမြောက်ထည့်လေရပါတယ်။လက်ရှိမှာတော့မိုင်းအသင်းရဲ့ရေဒါထဲမှာရှိနေတဲ့အထောက်တိုက်စင်မှုက Brandfort တိုက်စင်မှု MPU မှုဖြစ်ပါတယ်။ အမ်ဘီမိုကဒီနေ့ဘောလုံးရာသီမှာဒီလက်ထက်တောင်မှာတောက်ပခဲ့တဲ့ကစားမပါဒီလက်ထက်လည်းတိုက်စစ်ပိုင်းစွမ်းဆောင်ရင်ပိုကောင်းပါရင်ကျုံတလုံးနေထားနေလဲဂိုးသွင်းနိုင်တာကလည်းအမ်ဘီမိုရဲ့အားသာချက်ဖြစ်ပါရင်အတော်အလုံးအလင်းအခေါင်ပိုင်းမှာလည်းအမ်ဘီမိုကအစင်းတစ်ခုမှရှိနေတဲ့ကစားမပါဒါအပြင်အမ်ဘီမိုရဲ့အားသာချက်ကအထောင်တိုက်စစ်တနေရာတဲ့ဒါကစားနိုင်တာမျိုးမဟုတ်ပါဘူးညာချမ်းကွင်းလဲခန်းစင်ညာချမ်းကွင်းလဲ ညာချမ်းကွင်းလင်တိုင်းစင်ညာတောင်ပိုင်းတိုင်းစင်ဘိုကွင်းလင်တိုင်းစင်နဲ့အထောင်တိုင်းစင်နေရာတွေမှာအန်ဘူမိုကကောင်းစွာကစားနိုင်သူဖြစ်ပါတယ်။ဒီအချက်ကအင်မိုရင်အထွတ်နေပြူပါအပြောင်းလဲလုပ်တဲ့အခါမှာအဆင်ပြေမှာပါ အမ်ဘီဝင်းအားသာချက်ကတော့တေကန်ဘောတွေကိုလည်းအသုံးချနိုင်မှုအားကောင်းပါရင် free kick တွေကနေလည်း goal သွင်းနိုင်စွမ်းရှိတယ်ဖြတ်တင်ဘောတွေအဓိကကျတဲ့ဘောလုံးပေးပို့မှုတွေကောင်းကောင်းလုပ်နိုင်တယ်ဘောလုံးနဲ့အတူဆွဲပြေးကစားတာတွေလည်းကောင်းမှုတို့အဆုံးသတ်စွမ်းရည်လည်းအားကောင်းပါရင်ယခုနှစ်ဘောလုံးရာသီမှာအမ်ဘီမိုက Brandford အတွက် Premier League 38ပွဲစလုံးပါဝင်ကစားပေးထားပါရင်သင်ကုန်းနဲ့10အထိရယူပေးထားနိုင်တယ်လို့ goal ဖန်နည်းမှုလည်း9ချိန်ပြုလုပ်ပေးထားနိုင်ခဲ့တာပါ ဒါကြောင့်လည်းမန်ယူအသင်းကအမ်ဘီမိုဘက်ကိုမျှောက်လှည့်လာလိုက်တာဖြစ်ပါတယ်။ဘရန်ဖို့ကလည်းအမ်ဘီမိုကိုရောင်းပေးသွားဖို့အစီအစဉ်ရှိပါတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြေကိုတော့ပေါင်တန်း90တိတက်မှတ်ထားပါတယ်။ဒါကြောင့်မန်ယူအသင်းကကစားမတွေရောင်းချပြီးမွေးရှာရအောင်မှဖြစ်ပါတယ်။လက်ရှိမှာတော့ကာနာချိုကိုရောင်းချပြီးရရှိလာတဲ့မွေးနဲ့အမ်ဘီမိုကိုဝယ်ယူသွားဖို့အတွက်မန်ယူဘက်ကစဉ်းစားထားပါတယ်။ကျွန်တော်ကတော့အမ်ဘီမိုကိုဒီလက်ထက်ပို့ပြီးကြိုက်ပါတယ်။ ီလက်ကမဲကိုရောက်လာရင်ခွိုင်လန်းလိုတိုင်းပတ်ချင်းပတ်သွားနိုင်ပါတယ်။စကေးပိုင်းကအန်ဘူမိုရဲ့ခြေပြားလောက်ပဲရှိပါတယ်။ဒါကြောင့်အန်ဘူမိုကိုဖြစ်အောင်ခေါ်စီခြင်းမိပါတယ်။ပိတ်သက်များကရောအန်ဘူမိုကိုသဘောကျကြပါလေလား။ကွန်မန့်ကနေပြောပေးခဲ့လို့ရပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှလည်းအာကန်စားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။